Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ရက်နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်โอเคလိုရီတိုရှင်သတင်းလေးကိုကျွန်တော်အေးဖတ်ပြပြပါမယ်နော် ကပ္ပမောင်းဆုံးသတင်းသဘောက်အနေနဲ့ TNL စုတ်ခွာမဲ့မိုးမင်းမြို့မှာ ABSDF နဲ့ PDF တို့ကို KYA ကစီးရေးကူညီမယ်လို့ KYA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောဆိုရဆိုသတင်းဖြစ်ပါတယ်။မိုးမင်းမြို့ကိုစစ်တပ်လောက်မကြစီရင် KYA ပကဖနဲ့မားမင်းများပူးပေါင်းဆောင်ရွက်မယ်လို့လည်းကတိပြုထားတယ်လို့သိရပါတော့။အဲတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်တရလေထွက်ခွာမဲ့မိုးမင်းမြို့မှာ ABSDF နဲ့ PDF တို့ကို KYA ကစီရေးကူညီမယ်လို့ KYA ပြောခွင့်ရဗိုလ်ချုပ်ကြီးနော်ဘူးကရန်ကုန်ခေတ်သတင်းထံတော့ပြောဆိုလိုက်တယ်လို့သိရပါတယ်။အဲ့တော့မိုးမွမြို့နယ်ထဲမှာကျွန်တော်တို့ KYA တရင်34ရှိတယ်တဲ့။ KYA PDF စုပေါင်းတက်စုအတူတူနေကြတယ်အခြေချထားတယ်။မိုးမွမြို့နယ်ပတ်သက်လို့တည်တဲ့ KYA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KYA ကကူညီတာမျိုးရှိနိုင်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကသတင်းပေးပို့ထားလို့သိရပါတယ်နော်။အဲ့တော့တရားရတဲ့နောက်ဆုံးသွားရင်လည်း KYA ကထပ်ပြီးတော့ကူညီမဲ့အနေထားဖြစ်လာတဲ့အတွက်တဖြည်းဖြည်းနဲ့အင်အားတွေစုမိလာတာတော့သိကြတယ်ပေါ့နော်။ နောက်ထပ်သတင်းပုတ်ကတော့ရက်သားများကိုဘုံကျတဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုစိတ်ကူးလို့တော့မရဘူးလို့ကုလသမဂ္ဂလူ့ခွင့်ရေးရာရှိကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော်ကာထကမြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုထောက်ပြပြီးရက်သားတွေကိုဘုံကျနေတဲ့စစ်အုပ်စုကနောက်လမှပြုလုပ်မဲ့ရွေးကောက်ပွဲကိုစိတ်ကူးလို့တော့မရဘူးလို့နိုဝင်ဘာ10မှာပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဒီယူမေဘီဘွေကလည်းသူတို့အာနာတီမြဲဖို့အကြံဖက်မှုတွေအတွက်ပြည်တံရှောင်လွှဲခွင့်ရနိုင်ဖို့လှုပ်ဆောင်မယ်အလိမ်ညာတစ်ခုသာဖြစ်တယ်လို့ ပြည်သူတွေတော်လိုင်းအင်အားစုတွေနိုင်ငံတကာတန်တမန်ရဲ့အခဲခွက်တွေကပေးချတာဖြစ်ပါတယ်။အဲ့တော့ဒီချမ်းဖတ်မင်းအောင်လိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးကုလသမဂ္ဂလူ့ခွင့်ရေးအရာရှိတဲ့အတော့မှအော်နေပေါ့နော်။အဲ့တော့ကဘာတော့ဒီကိစ္စတွေသိတော့သိလိမ့်မယ်။ဒါပေမဲ့မျက်ကွယ်မပြုတ်လို့တော့ယုံကြည်တယ်ပေါ့နော်။အဲ့တော့မင်းအောင်လိုင်းဘယ်လိုပဲလို့လောက်ခုချင်းမှာဆိုရင်တော့ချမ်းဖတ်နဲ့ပတ်သက်ပြီးတော့အာနည်းနည်းဒီဘက်မှာထူးခြားတာတွေတော့တွေ့နေရပေါ့နော်။ဒီထက်ပိုပြီးတော့တော်လိုင်းရေးနဲ့ပတ်သက်အကောင်သတင်းတွေ ကြားဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်နော်အဲ့တော့တကယ်ပဲအခုတိုင်းပြည်ဖြစ်စီတဲ့မင်းအောင်လိုင်းဒီကြားဖြန့်ခေါင်းဆောင်မင်းအောင်လိုင်းကိုအမြန်ဆုံးနေနိုင်မှာပဲကျွန်တော်တိုင်းပြည်အေးချမ်းမှာဖြစ်ပါတယ်နော်နောက်ထပ်သတင်းပုဒ်ကတော့ပြည်ဦးလေရွှေစံတပြားမှုစစ်တပ်လုံခြုံရေးမြင့်ထားချိန်မှာဖြစ်ပေါ်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုတော့အားလုံးကြည့်ပြီလားတော့မသိဘူးနော်ဒီရွှေစံကိုဓမြဝင်တိုက်တဲ့အခါမှာဒီ ဒီကောက်ွယ်ပေးတဲ့ဦးလေးကြီးကတော့အသက်ဆုံးရှုံးသွားတယ်ပေါ့နော်တနေ့နေ့ပြခံပြီးတော့အဲ့ဒီမှာမှာနှစ်ယောက်ထဲမှာတစ်ယောက်ကတော့မိရလူကြားတယ်ပေါ့နော်အဲ့တော့ဘလိုပဲပြပြောခုလိုမျိုးပြင်ဦးလင်လိုမျိုးပေါ့နော်ချမ်ပီယံစစ်တဲ့အုပ်ဆိုးပြီးမှတကယ်လုံခြုံရေးမြင့်မားတဲ့အချိန်မှာဒီလိုမျိုး ရွှေဆိုင်မှာနိလေကြောင်တော်ကြီးမှာဖန်အဲဒီလိုဒီပြတ်တိုက်ခံရတယ်ဆိုတော့ဗောနော်ဒါစဉ်းစားစရာဗောနော်တေချာတာတော့မင်းအောင်လိုက်ဒီလက်အောက်ကအကောင်တွေဖြစ်ပါလိမ့်မယ်နော်အဲ့တော့စစ်တပ်မျိုးတော့ဖြစ်တယ်ပြိုးလင်မျိုးလေကအောင်စပယ်ရွှေဆိုင်တနက်ကင်ထားသူနှုတ်ကဒီပြတ်တိုက်ခဲ့တာဖြစ်ပြီးဆိုင်လုံးကျွေးဝင်ထန်းကဒီပြတ်ခုခံဖို့စူးစမ်းစစ်တနက်နဲ့ပြစ်ခံရလို့တည်ဆုံသွားပါတယ်တဲ့ဆိုင်ကအုတ်ထုတ်ဆောင်ထားတဲ့တနက်သမားနှစ်ဦးကအောင်စပယ်ရွှေဆိုင်ကိုဒီပြတ်ဝင်တိုက်ခဲ့တာဖြစ်ပြီးအသက်58နှစ်အရွယ်ဆိုင်လုံးကျွေးဝင်ထန်းဦးစိန်ဝင်းကတနက်သမားကိုလက်သီးနဲ့ထိုးခုခံစဉ်တနက်နဲ့ပြစ်ခတ်ခံရလို့တည်ဆုံသွားပါတယ်တဲ့ဒါအပြင်တားဆီးတဲ့ဆိုင်ကအမျိုးသမီး တူကိုလည်းတရသမားကထုနဲ့ရိုက်သွားခဲ့ပါတယ်။ဓမြတိုက်တဲ့နှုတ်တွေကတူကိုဒေသခံတွေကဝိုင်းဖမ်းမိထားလို့သိရပါတယ်။အဲ့မှာစစ်တပ်ကလည်းအမြဲလိုကင်းပတ်နေတာဗျာတဲ့ဒီကြားထဲမှာတပြားကထွက်လာတာတယောက်မိထားတယ်လို့သိရတယ်စစ်တပ်ကခေါ်သွားတယ်လို့နိုင်စင်အနေနဲ့သူကပြောပါတယ်အဲ့တော့ ဒီမှာဆိုတချို့တွေကတန်တရားတွေအများကြီးရှိတယ်တော်ရုံတမားကပြင်းဦးလင်းကိုလာမတိုက်ဘူးတဲ့အခုမိထားတဲ့လူကစစ်တက်လူလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုပြီးမှပြောနေကြမှာเนาะတေချာတာပေါ့ပြင်းဦးလင်းလူနေရာမှာတမားတိုက်ရဲတယ်ဆိုကြဲကဒါစစ်တက်ထရေးလူဖြစ်နေမှာเนาะအဲ့ဒီပြင်းဦးလင်းမှာဘယ်သူမှလက်နက်ကင်ဖို့လည်းမလွယ်ဘူးเนาะဒီမှာပစ္စတိုလ်နဲ့ကင်မှာပြစ်သွားတာတွေ့ရတယ်ပစ္စတိုလ်ကင်တဲ့ပုံစံကြီးကြည့်ရတယ်တကယ်အာဒီစစ်စစ်ပညာတက်မြောက်ထားတဲ့လူတရားပေါ့เนาะဘာလို့ဆိုတော့ဒီဥလိနဲ့ခြားတဲ့အချိန်မှာသူကင်ထားတဲ့ပုံစံကြီးကြည့်တယ်ဆိုရင်လေအဲတကယ် ဒီတနက်နေ့ရင်းကြီးတဲ့လူတယောက်လို့လဲအားလုံးတွတ်ချထားတာပေါ့နော်အဲ့တော့အချက်ဖက်မင်းအောင်လာအုပ်စိုးတဲ့နေရာမှာဒီလိုမျိုးဖြစ်တယ်ဆိုတေချာပေါ့ဒါမင်းအောင်လာရဲ့ဒီအောက်ကလက်အောက်ကောင်တွေပဲတေချာပါတယ်နော်အဲ့တော့စစ်တက်ကပြန်လဲဒီများတိုက်နေတယ်ဆိုတာတော့တေချာနေပြီအဲ့တော့ပြည်သူလူထုရဲ့ဘဝတွေတော့တကယ်ပဲမလုံခြုံတော့ဘူးဖြစ်ပါတယ်နော် နောက်ထပ်တင်ပြကတော့အသက်တွေရင်းတိုက်ရတာဖြစ်လို့လွမြောက်နေမြေတွေစစ်တပ်စီပြန်မရဖို့အစမ်းကုန်ကွာခွင့်မယ်လို့ချင်းကြီးတော်ပြောလိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။လွမြောက်ထားပြီးနေမြေတွေစစ်တပ်လက်ထက်ပြန်မရရေးကိုစွမ်းညံစွမ်းရှိသူတွေအစမ်းကုန်ကွာခွင့်တော့မှဖြစ်တယ်လို့ချင်းကြီးတော်ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကပြောပါတယ်။စစ်ကောင်စီကလေကြောင်းနဲ့မြေပြင်ကနေစစ်အင်အားအလုံးရင်းတုံ့ပြန်ချင်းပြည်နယ်ကနေမြေတွေပြန်လည်ဆိုးမိုးနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရမှာစလိုင်းရောမန်ကအခုလိုပြောကြတာပဲဖြစ်ပါတယ်တဲ့။ကျွန်တော်တို့ကလည်းရှင်းရှင်းပြောမယ်ဆိုရင်လွမြောက်အောင်တိုက်ထုတ်ပြီးသားနေရာတွေတော့ပြန်မပေးချင်ဘူးတဲ့။ဒါနဲ့အသက်နဲ့ရင်းပြီးအများကြီးတိုက်ခု တက်ယူခဲ့ရတာကိုတဲ့ဆိုတော့လွမြောက်တဲ့နေမျိုးကတော့အစွမ်းကုန်ကန်ကိုရမှာပဲတဲ့အစွမ်းကုန်ဖြစ်တဲ့နေနေရုံးကန်ရမှာပါတဲ့အဲ့လိုမျိုးတော့ရှိတယ်အမကန်ချက်တော့မရှိဘူးတော့တဲ့ဒါပေမဲ့ကိုစွမ်းညာစွရှိတဲ့လောက်အများကြီးအလုပ်လုပ်အောင်ပေါ်လို့ပြောထားပါတယ်เนาะအခုစေတေးတိုင်းပဲချက်မစစ်ကောင်စီကဖလန်းမျိုးကိုပြန်လဲထိုးစစ်ဆင်ဖို့ပြင်နေပြီဖြစ်ပါတယ်เนาะအဲ့တော့ဖလန်းမျိုးကိုခက်ခက်ခက်ရထားတာဖြစ်တဲ့အတွက်သူတို့ အစွမ်းကွာကွယ်မယ်လို့ပြောလိုက်တာ ਨੇ တူပါမယ်เนาะအဲ့တော့ main online ဖွဲ့တွေကတော့အခုချိန်မှာဆိုရင်တကယ်အချက်အချာကြားရနေရတွေကို pass in ရတွေတုံးပြီးမှဖြိုခွဲနေတာဖြစ်ပါတယ်เนาะအဲ့တော့ဘယ်လိုပဲပြောပြောဒီအခုချိန်မှာဆိုရင်เนาะဒီ mogo moment ဆိုရင်လည်းကျွန်တော် PDF တွေကနောက်မဆုတ်ဘူးလို့ပြောလိုက်မယ်เนาะဒီ flan ဆိုရင်လည်းဒါ main online ကိုပြန်ပြီးတော့တော်လိုက်မယ်အကြောင်းပြည်သူလူထုကိုသတင်းပို့လိုက်တာဖြစ်ပါတယ်เนาะ ကဲကျွန်တော်ပြောဆိုနောက်ထပ်မှာသတင်းပြည်တော့တော့ချက်ဖက်မဲအောင်လည်းကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဥပဒေမျိုးစုံထုတ်ပြီးတော့ဖမ်းဆီးနေတာပေါ့နော်အဲ့ဒီပုံမှာအတန်တိတ်နေရမလားဘလို့လောက်မလဲဆိုတာကိုသုံးသပ်ပြီးထားတယ်နောက်တော့ကြည့်အောင်နော်ထင်တယ်တော့ရွေးကောက်ပွဲနီးလေဟုတ်ကအကျိုးကာလပဲရှိသေးတယ်တကယ်ရွေးကောက်ပွဲနေတော့ပြီးလို့ရှိရင်ရွေးကောက်ပွဲအလွန်တရားဝင်မှုအချိန်တွေမှာပို့ပြီးဖိနှိပ်မှုတွေများမယ်ဒီရွေးကောက်ပွဲကအတူကြီးလည်းဖြစ်တယ်လို့တနတ်မို့ဓာတ်မို့စွမ်းလိုမျိုးဖိနှိပ်မှုမျိုးစုံများလွတ်လပ်စွာပြောဆိုခွင့်လည်းမရှိသေးလို့စိတ်နဲ့တော့မပြတ်မနဲ့ဆိုတော့ အတွေးခေါ်ရအောင်ထည့်ထားတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ထင်တာတော့ဒီအထူးသဖြင့် online digital သုံးတဲ့လူတွေအ ਨੇ ဆုံးတော့ကို profile လော့ချတာပေါ့ဗျာအခုလိုဖန်ခံတာလော့မချတာလို့သူများမြင်နိုင်တာအ ਨੇ ဆုံးတော့ကိုယ့်ရဲ့လုံခြုံရေးတော့ကိုထားပါဒါပေမဲ့မပြောနဲ့လို့တော့ကျွန်တော်တော့မတားဘူးပိုလောင်ပြောတင်တယ်လူတွေတန်းနဲ့ချီပြီးတော့ဒီအပေါ်မှာဝေဖန်နေတယ်ဆိုရင်တစ်ချိန်ကျရင်ပြောရတာပေါ့ဒီရွေးကောက်ပွဲရဲ့ဟိုရွေးကောက်ပွဲတစ်ခုရဲ့အခြေခံထဲမှာလွတ်လပ်စွာစီယုံခွင့်ပြောဆိုခွင့်ရေးချဲ့ခွင့် နော်မဲပြီးတယ်ဆိုတာအဓိကကြည့်ရလွတ်လပ်ပြီးတရားမျှတလားဆိုတာကြည့်တာပါဘယ်လောက်လွတ်လပ်လဲဘယ်လောက်မျှတလဲအခုကလွတ်လပ်မှုလည်းမရှိဘူးမျှတမှုလည်းမရှိဘူးဒါပေမဲ့လူတွေကိုလည်းဒုက္ခပေးနေတော့တကယ်တမ်းသူသဖြင့်တော့ social media သုံးတဲ့လူတွေအနည်းဆုံးကို profile လောချတာတော့တော့လဲလောက်တက်အောင်လို့တင်ထားတင်တယ်နောက်တစ်ခါတရားဝေဖန်တာတော့ဝေဖန်လို့ရပါလောချပြောလို့ရတာပဲเนาะဒါပေမဲ့ပို့ပြီးတော့တော့သတိထားတင်တာက ဟိုဖိနှိပ်မှုတွေအစွမ်းလို့ရက်ဆက်မှုတွေသူသဖြင့်တော့ digital operation လို့ကျွန်တော်တို့ခေါ်တာပေါ့ဗျာ digital platform ပေါ်မှာရဲရဲဆက်ဆက်ဟိုမဝေပန်ရဲအောင်ကြောက်သွားအောင်တော့ UI agency ပို့လောက်တာတွေပို့တိုးလောက်လာတယ်ဖြစ်လိမ့်မယ်အဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ဒီ social media ကိုအမှတ်တမဲ့အလွယ်လေးလွယ်လွယ်ကူကူမလုပ်ပါနဲ့ကိုယ့်ပေါ်အနေရကြမဲ့ဟာမျိုးရှောင်ပြီးတော့အနေဆုံးကိုယ့်ရဲ့လုံခြုံရေး digital safety ပေါ့လုံခြုံရေးအခြေခံအချက်လေးတွေရှိပါတယ်အဲ့လောက်တော့သိထားစင်တယ်ခင်ဗျားတို့လို media တွေကလည်း ို့ပြောပြတင်တာပေါ့ဗျာစစ်တပ်ကတော့ဗျာအခုလည်းသူတို့လှုပ်တင်တာလှုပ်လို့ရနေတာပဲပြိုင်စရာလည်းလူမရှိဘူးစွမ်းကြံပြောသလိုအတိကအတိုက်ခံပါတီ40လောက်ပဲဗျာ NLD ဟိုတော့ပြောမယ် NLD အပါဝင် SNLD လို့ပါလို့စစ်တပ်ကိုပြိုင်စရာလေ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 ာဘယ်သူမှမရှိဘူးအခုသူတို့ရွေးရတဲ့ဟိုနေ့နေအဲ့ဒါလဲကိုယ့်အကောင်တချို့နေရာဆိုမရွေးခင်နေရာလဲနိုင်ပြီးနေပြီပဲဗျာဘာဖြစ်လို့ဒီလောက်ရုပ်ပြက်စင်းပြက်ကြီးအတင်းယူ ဟိုပြည်သူကိုအတင်းဖိနှိပ်ပြီးတော့ငါတို့ကိုကြောက်ရမယ်ငါတို့နင်တို့အတင်းထောက်ကန်လုပ်နေလဲဗျာဒီတိုင်းနဲ့တနက်မိုးပြီးအုပ်ချုပ်နေတာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒါတွေကတစ်ချိန်ကျရင်အမဲဆက်တွေပါဟိုအထူးသဖြင့်တော့စစ်တပ်ရဲ့သမိုင်းပေါ့ဗျာတက်မတော်လို့တက်မတော်ဆိုတာလည်းအခုကတော်တော်လေးတော့အဲ့အတန်မကြားကျင်တော့တာလူသူကဘလောက်တော့မုန်းနေပြီလဲဆိုတော့အထူးသဖြင့်တော့သူတို့လှုပ်တဲ့ဟိုနေနေပေါ့တံပြန်မှုပေါ့ဗျာဖိလေကြွလေပေါ့တကယ်အရန်ဖိနေရင်ပြည်သူကတော့ပြန်ကြွတာပဲလေ အဲ့တော့နိုင်လဲနိုင်နေပြီးသားဘာလို့များပြည်သူတို့ဒီလောက်တော့ငြင်းရဆက်ဆက်ထပ်နှိမ့်ဆက်ကျင်နေကြတယ်ပေါ့ဘယ်သူမှမပါလဲထပ်ပြီးတော့သူတို့ညီမျိုးစုံလှုပ်ထားတဲ့ဥပဒေအရရောအခုလှုပ်ထားတဲ့ဝင်ပြိုင်မဲ့ဟိုစနစ်အရရောရုပ်ောက်ခွဲကဒီဇိုင်းဝင်ကသူတို့နိုင်မနိုင်နိုင်အောင်လှုပ်ထားပြီးသားပဲဗျာဘာလို့ပြည်သူမောင်းအောင်ထပ်ဖိနှိမ့်နေမှာလဲပေါ့နော်ဘယ်လိုဖြစ်ဖြစ်တော့ဟိုဒိုင်လူကြီးကလည်းသူပဲကိုသင်းမှလည်းသူပဲအဲ့ဒါနိုင်နေပြီးတဲ့ဟာကိုဘာလို့ဒီလောက်အတင်းကြီးလူတွေငါလည်းကြောက်အောင်မထက်လှုပ်နေမှာလဲပေါ့အဲ့ဒါပဲပြောပြရသေးတယ်ဒါပေမဲ့တခုမကောင်းတာတော့တမန်ကြောင်းမှမကောင်းနဲ့ ကျွန်တော်တို့ပုံမှန်ပြီမှာတော့စစ်တပ်ဥဆောင်နဲ့မကောင်းတဲ့ရွေးကောက်ပွဲဆိုတော့တမိုင်းမှတ်တိုင်းတော့တကယ်ကြံခဲ့မှာဆိုတာတော့ပြောရမှာမဟုတ်ဘူးဗျာဒါတွေကအဟိုအခုတော့အခုလက်တလောထင်နေပြစ်စုံပန်တော့ခဏနိုင်နိုင်တော့မှာမဟုတ်တချိန်မှာတမိုင်းကြောင်းရတော့မြန်မာပြည်မှာမကောင်းတဲ့ background ရာသွင်းရှိတဲ့စစ်တပ်စစ်တပ်တနက်ထောက်ပြီးကျင်းပတဲ့ရွေးကောက်ပွဲ2025ရွေးကောက်ပွဲကအဲ့လိုကြီးပါလားဆိုကြံခဲ့တာတော့မကောင်းဘူးဗျာတိတ်ခါကြတာပေါ့ပြောရရင်တော့အဲ့လို ကဲဒါတော့သိကြရနော်တမိုင်းနောက်လာနောက်သားတွေကတော့နောက်ပိုင်းကျရင်တည်တော့ဘောနော်စစ်တဲရုပ်မှမှုတွေ2025ရွေးကောက်ပဲဘလို့ကျင်းပလဲဆိုတာအဲ့တော့သူတို့တွေကတော့ခုချိန်မှာဆိုရင်စာတင်ကြောင်းတွေမှာဒီစာတင်တဲ့နေရာမှာစစ်သားတွေထားပြီးတော့တမိုင်းတွေဖျောက်နေကြပြီဘောနော်အဲ့တော့ဘလို့ပဲပြပြပါဒီတမိုင်းကတော့ဖျောက်လို့ရမှာမဟုတ်ပါဘူးနော်ကဲကျွန်တော်နောက်ထပ်နောက်ထပ်အမယ်သတင်းကတော့ချက်ဖက်စစ်ကောင်စီရဲ့ဝါဒဖြင့်ရွေးကောက်ပွဲရုပ်တံနဲ့ပတ်သက်ပြီးတော့ဥကြော်ရေးတုံးသက်ချက်လေးနောက်ထပ်ကြအောင်နော်နံပါနေတယ်ကွာ 喏，拍块石啊，你昂出来搞啊！你看烧死了几的，爸妈啊！今年么多拿来一边，内部内部转，不在在几两的路片，嗯？当地欧洲的明路标啊，外地如果寺庙岔路嘞，啊，啊你们一路就不庙来，不就我寺庙岔路，啊？没这些标上啊？当地欧洲的明我少干。一。 ရာဇဂိုင်းတဲ့လေဆိုတော့အဲ့ဒီမအေလိုမင်းအောင်လိုင်ကျဘူးငါလိုးမသာနေအောင်ဟင်ငါလိုးမသာဖက်ခွက်စားနဲမင်းတို့ကပြိဟောပြိဿတွေကခမင်းကျွေးကြလို့မင်းတို့အသက်ကြီးလာတာပဲရှိတယ်ပြိဿကိုဘလို့ကျေးဇူးဘလို့ပြန်တောက်ပြန်အောင်လဲဆိုတာမင်းတို့ခေါင်းထဲမှာအုံနောက်မပါဘူးခမင်းစားပြီးတော့ခေါင်းထဲမှာချီးပဲဖြစ်တာ 哎呀，啊 <laughs>！少费了急了，不了一我这一步实在说白急了啦，没弄，嗯，民路比都过，喏，啊，专门表现的，喏，比都这个不在得里过，没弄介绍、介绍怎么干呢？好了，亏嘛大的，快，亏啥亏嘛大的，把嘞，民表了下榨出来，我们一路民上来几步，表了没啦？嗯，哎，你讲啊？ओ, ဘယ်ပြည်သူကတင်မြောက်ခဲ့လို့ယာစာဖြစ်ရတာလဲမအေလို့နေအောင်မအေလို့ဖက်ခွက်စားငါလို့မှသာဟမ်ဘယ်သူကတင်မြောက်ခဲ့လို့လဲမင်းမင်းသမင်းစားတယ်မဟုတ်လားမအေလို့မတရားလက်နဲ့နဲ့အနိုင်ကျင့်ပြီးတော့အာနာလုခဲ့ပြီးတော့မင်းကမင်းမင်းတက်ဖြစ်နေတာလေငါလို့မှသားရေဟမ်မအေလို့မင်းပထိုးရုံမင်းကဘာလဲစောက်ထင်ကြီးနေဟာလားမင်းစောက်ထင်ကြီးစရာမလိုဘူးเนาะအခုဖြစ်နေတာပြည်တွင်းစစ်ပဲရှိသေးတာ တိုင်းပြည်ကာကွယ်တာလို့ဘာလို့စော့ပူစကားတွေလာမပြောနဲ့ငါလုံးမသားဘူးဟင်မင်းတို့စဉ်းစားမင်းတို့ပြောတာတိုင်းပြည်ကာကွယ်ဖြစ်နေတာပြည်တွင်းထဲမှာဘယ်တိုင်းပြည်ဘယ်နိုင်ငံထဲမှာလဲဖြစ်တာမဟုတ်ဘူးဖြစ်ကြည့်ဖင်မှာမင်းတို့မင်းတို့ဖင်ကိုစီဆွတ်တာမအေလိုမျိုးတွေကဲရှင်းရနော်အဲ့တော့တကယ်တခြားနိုင်ငံကဆစ်ဖြစ်ရင်တော့တေးကြတယ်နော်ပြပြပြမတိကြတယ်ခုတော့မှဘာမှလက်နဲ့မရှိတဲ့သူတွေနဲ့တိုက်လာတာပေါ့နော်အခုဆိုရင်တကယ်ဆိုရင်ဒီ တခြားနိုင်ငံတွေရဲ့အကူအညီနဲ့ဒီပါစဆိုတဲ့ဟာတွေမရှိဘူးဆိုဒီကောင်တွေပြုတ်သွားကြာပြီပေါ့နော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီပြောင်းလဲပြောင်းစားတွေပြောနေတဲ့ဒီဂျပန်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောနေတဲ့ဟာတွေကိုကိုစီကဘယ်လိုသုံးသပ်ပေးတာတခြားနောက်ကြည့်အောင်နော်တိုင်းပြည်ကတော်တော်များများပါတော်တော်များများကိုပြောတာနော်ကိုယ်စေဒါကိုင်းတော့ကဒီမိုကရေစီလက်နားမလဲပါကျွန်တော်လည်းအမားရဒီမိုကရေစီလက်နားမလဲပါသူတို့ရေးလိုက်မှဖြစ်နေတာဘိုက်ဆာနေတာနဲ့ကျွေးချူနေတာပဲဒီ ဟုတ်လားကျွန်တော် လေဓမ္မကာဒမီပါနော်ဒီမိုကရေစီကိုအသိလိုချင်တယ်ဘာဖြစ်လို့လဲတကယ်လွတ်လပ်ပြီးတရားမျှတဲ့စနစ်ဖြစ်လို့အဆင့်အတန်းရှိလို့ဒီမိုကရေစီဆိုတာအဆင့်အတန်းမဲ့တဲ့လူတွေနဲ့မထိုက်တာကြီးနိုင်ငံကြီးဟိုစီးမဲ့ကမ်းမဲ့အဲ့လိုလူမျိုးတွေနဲ့ဖြစ်တာဒီမိုကရေစီဆိုတာတကယ်အဆင့်အတန်းရှိတဲ့စနစ်တကူအိန္ဒိယရဲ့တိုက်ခိုက်ရေးရလူလူလူဆက်ဆံတယ်လူလူချင်းကွဲခြားမှုမရှိမျက်မျက်တတ်တတ်ကျွန်တော်တို့လူချင်းတယ်ကျွန်တော်လေဓမ္မကာဒမီ နော်အခုတော့သူပြောသလိုပဲဂျန်နဲ့60ရာခိုင်နှုန်းတော့ပါအဲ့လိုပဲတကယ်ပဲဗိုက်စာတာနဲ့အတွေ့ထူတာပဲတည်တယ်ဒီလိုဘယံမနာပြောပြီးတိုင်းပြည်ကိုအုပ်ချုပ်ဖို့လုပ်နေကြတာတိုင်းပြည်ကိုဒီလိုဘယံမနာပြောရကောင်လဲတအုပ်ဆုပ်ဖို့လုပ်နေတာငမဲလုံးလို့ဒါကြည့်ဒီမှာဒီကောင်လေးအဲဘာမှမင်းလည်းမသိဘူးနော်ချိဖို့ပေါ့ချိနော်အဲ့ဒီဘိုက်ချာနေတာနဲ့တွေးကြည့်နေတာကိုဖြင်းရှင်းပြနေတဲ့အစိုးရတရားကိုပဲသူတို့ကမျှော်လင့်အဲ့ဒါအခုကသူတို့ကကျွန်တော်ပြောတာကကျွန်တော်တို့ဟုတ်လားဒီ2020ရွေးကောက်ပွဲစတဲ့နေ့က ကျွန်တော်တို့တောင်းလို့လေသမားတွေအတွက်များဆင်းရဲတာလေသမားတွေအတွက်များအားပေးရမလားအားထားရမလားဆိုပြီးတာပါဒီပါတီဆောင်ဒီမိုကရေစီစနစ်တွေမှာကျွန်တော်တို့များနိုင်ငံတွေမှာဆိုရင်တယောက်နဲ့တယောက်စကားဆစ်ထိုးတယ်အမေရိကန်မှာဆိုရီပရပလီကန်နဲ့ဒီမိုကရေစီတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ပေါ့စကားဆစ်ထိုးကြတယ်အဲ့တော့ပြည်သူကဘသူကိုလက်ခံလာမလဲပေါ့ဒါပေမဲ့မြန်မာပြည်မှာရှိတဲ့အဲ့ဒီကြမ်းဖက်ပါတီရဲ့စစ်ဘုံချုပ်တွေကစပြီးတော့အဲ့ဒီသူတို့ရဲ့လက်ဝေခံဓာတ်တွေအားလုံးက တဖက်ကိုအဖြစ်ပြောပြီးတော့သူတို့နေရာရရေးပဲလုပ်တယ်။သူတို့အတိုက်ခံလို့မတတ်ဘူး။သူများကိုအပုတ်ချမယ်၊တိုက်ခိုက်မယ်၊ဆွတ်ဆွဲမယ်၊ကလိန်ကချစ်ပြောမယ်။မဟုတ်တာအောက်လို့ပြောပြီးတော့သူတို့နေရာဝင်။သူများကိုချနေပြီးမှနေရာဝင်ယူဖို့လုပ်တယ်ဆိုတော့အဲ့ဒါအောက်တန်းစား။ကြည့်လက်ရှိမြန်မာပြည်မှာရှိတဲ့ပါတီတွေကြည့်ပါ။တသက်ခိုင်ဆိုတော့ဒီလိုပဲ။ဟမ်အနန္ဒီကိုအပြစ်ပြောဒေါက်ဆန်စုကြည်ကိုအပြစ်ပြောသူတို့နေရာရောက်ဖို့အတွက်တော့အခုဒီမှာကြည့်လာအောင်ပဲကြည့်တော့အဲ့ဒါမြင်အောင်ကြည့်တကယ်အရင်ရှင်းပြောရတဲ့သူတွေကသူများအပြစ်ကိုမပြောဘူး ်ကိုလောက်ကိုလောက်သွားတယ်။သူကသူကြည့်နေတဲ့သူကရွေးချယ်သွားတယ်။ဟုတ်တယ်နော်။ကြည့်ဒီမှာကြည့်။အာကျွန်တော်တို့အားလုံးအားလည်းဒီကံပြိုးပါတီကိုမဲပေးကြပါလေ။အဲ့ဒီအရင်ကတော့တက်သက်ဒုတိယ NLD အနီးလေးပေါ်လာတဲ့အခါကျတော့အစိမ့်တွေပြောပေးရင်အနီးလေးကပြောပေးပါပဲဆိုပြီးတော့မှအနီးလေးကိုကျွန်တော်တို့ပုံအောင်ပြီးမဲပေးလိုက်ပါလေဆရာ။မဲပေးလိုက်တဲ့အခါကျတော့အနီးလေးလွတ်တော်တဲ့ရောက်သွားတော့ကျွန်တော်တို့အကြောင်းပြပြောပေးမလားလို့ဟုတ်လားမျှော်လင့်နေတာ။ ကျွန်တော်တို့အကြောင်းဘာတစ်ခုမှမပေးခဲ့ပြင်အစိမ့်နဲ့တော့အများကြီးဆိုးပါတော့ဆိုးပါပါလေသူ့အတက်ကအနည်းဆုံးအတက်90ကျော်ရှိပြီနော်အတက်ကြီးမှအာနာယူပြီးဖာကြနေတဲ့ဘဝရောက်နေတာကြည့်မြောင်ကြည့်အနန္ဒီအစိုးရလက်ထက်မှာသိစဲခံရတဲ့မြေဧကပေါင်းဘလောက်ထိပြန်လဲတောင်တူလက်ထက်ထည့်ပေးနိုင်ခဲ့လဲဟမ်စံကပန်းသေးတယ်ဒါမျိုးအစားသေးတယ်ဘလောက်ထိချိုတောင်ထိပေးနိုင်ခဲ့လဲ အခုနှစ်ရှိဒီနေ့ချိန်မင်းရောက်နိုင်အာနာသိပြီးတဲ့ခင်ဗျားတို့တောင်းလို့လေဓမ္မတွေမြေဝါစာဝယ်ပြီးလက်ဝတ်ထဲဖျန်းနိုင်သေးတာဟမ်ဆက်ရန်ရန်နဲ့အလုပ်ထုတ်တယ်စီတော်မှပြက်လို့ဓာတ်စီတော်မှဝယ်ခွင့်မရှိဒီဇယ်တော်မှဝယ်ခွင့်မရှိတာအန်နရီဆိုတဲ့လက်ခံပါလားနော်ဆက်ရန်ရန်နဲ့အလုပ်ထုတ်တဲ့လေဓမ္မတွေဘာလုပ်လို့ရလဲအဲ့တော့တောင်းလို့ဒီအန်နရီဆိုတဲ့လက်ထက်မှာလေဓမ္မတွေအတွက်စိုက်ကျိုးချင်းတွေရက်တံပေးခဲ့တဲ့ဟာတွေနော်ပြန်ဆက်မှာဒါတွေအခုမင်းရောက်နိုင်တက်လာတော့အသေးလေးတောင်းနေတာအဲ့တော့ဘာတစ်ခုမှမလုပ်ပေးခဲ့ဘူးဆိုတဲ့စကားကို तू ပြောတယ် तू မရှက်ဘူးလားမသိဘူးနော် ောတော့တိုင်းပြည်လုံးသိထားတဲ့အရာကြီးကိုမဟုတ်ပါဘူးလို့ဖတ်ပြီးပြောရတာလေတောင်းတန်းဆောက်ယူဆောက်ပေးနေတယ်ပြောလို့မရဘူးတော့ဟိုနည်းနည်းအချက်အချက်မဲ့တဲ့အဆင့်တော့လည်းမရဘူးအင်မတန်ကိုဆောက်ဖြစ်မဲ့နေတဲ့အောက်တန်းစားဖြစ်နေမှာဟုတ်အဲ့လိုစကားမျိုးပြောလို့ရတယ်ဒီနေရတနေရရဖို့အတွက်သူများတကာကိုတိုက်ခိုက်နေတဲ့အောက်တန်းစားအဲ့ဒါမြင်အောင်ကြည့်တော့ရနော်အဲ့ဒါလိုအောက်တန်းစားတွေကခင်ဗျားတို့ကျွန်တော်တို့အတိုင်းကြီးကိုအုပ်ချုပ်ဖို့လုပ်နေတာဗျာဒီအဲ့ဒီတော့တော်ပြီကျွန်တော်တို့အားလုံးတော်ပြီ ကိုကြောင့်ကိုပြတ်တော်လဲကိုကိုတိုင်းကိုသွားပြောတော့မယ်ဟဲ့ကိုကြောင့်ကိုပဲသွားပြောတယ်သူတကယ်လူကြုံနဲ့ပြောခိုင်းတာဘယ်သူမှမပြောတဲ့အတွက်ဒီတော့တော့ဟဲ့လားကိုကိုတိုင်းကိုသွားပြောတော့မယ်ဖြစ်တဲ့အတွက်ဥပဒေကြီးကျွန်တော်တို့တောင်သူလေသမားပါတီတနင်္ဂနွေလုံးကိုဟဲ့လားစီလုံးပြီးပါတနင်္ဂနွေလုံးကလေသမားတွေအားလုံးချီးကျက်ပြီးပြတ်တော်မှာရောက်အောင်ပေါ်ပြီးရောက်အောင်ပြောပါတော့မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောလာတာပါဒါကြောင့်ကျွန်တော်ကဟာဒါဆိုအားရစရာပေါ့အဲ့ဆိုရင်မေးကြည့်ချင်တယ် လက်ရှိလွတ်တော်ထဲမှာအခုလာမဲ့တို့ရွေးကောက်ပွဲအပြတို့လက်လွတ်တော်အမှတ်နဲ့ PS နဲ့ဝင်လာပြီလွတ်တော်ထဲကိုနော်တို့တင်တွင်းနဲ့တောင်တူလယ်သမားနဲ့ပတ်သက်တဲ့ကိစ္စတခုအဲ့ဒါဒီချက်ဖို့ပါတီကလက်မခံဘူးဆိုရင်နော်တခါတော့တို့အစိုးရဖြစ်သွားရင်တော့ထားပေးတယ်နော်ချက်ဖို့ကလက်မခံဘူးဆိုရင်နိုင်လားဟင်သူအစိုးတင်တွင်းတစ်ချက်မဟုတ်အစိုးပေါင်း100တင်တွင်းအဲ့တရာလုံးချက်ဖို့ကပယ်ချင်ဘာလို့လွတ်တော်ထဲမရောက်သေးဘူးအခုဒီကစလိမ့်နေတာကြည် ဟမ်ဘာကျန်ဖို့ကိုဘလို့သွားရှင်မလဲအန်အန်ဒီအစိုးရလက်ထက်မှာဒီပွဲစည်းပုံခြေခံဥပဒေပြင်ဖို့ဟာတော့ဒီလောက်အန်အန်ဒီထောက်ခံမှုများတဲ့ပါတီတော်မှဒီစစ်တပ်ကြောလောက်နောက်ခံပါတီကိုရှင်လို့မရတာလေဘာဖြစ်လို့ဥပဒေရအောင်ထောက်ပိုင်ထားတယ်လေအဲ့တော့အမတ်မလုတ်ခင်တည်းကဘာလုပ်နေလဲကလိန်ကကြစ်ဖာကြနေတာကြီးကိုပါဆိုရင်ငကတိလက်ကောင်ပါပါလေလေသမားပါပါလေဟုတ်လားဆန်းသမားကိုတိတိကျကျ ဒါပေမဲ့နိုင်ငံကိုင်ထားတဲ့အမှာလက်ထက်မှာအလုပ်လုပ်တဲ့ဒဇင်ကိုကိုင်ထားပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့အခုလာမဲ့ပွဲမှာတော့ negative တဘိုးနဲ့အမျိုးကိုတက်စီမယ်ဆိုတဲ့အဲ့တတော်ကောင်းတဲ့မဲဆွယ်ရေးစကားနော်။မဲစတဲ့ကသူများတကာကိုအပုတ်ချတယ်အပြစ်ပြောတယ်တိုက်ခိုက်တယ်။မဲဆွယ်တဲ့ဒီခုနေ့မှလည်းသူများတကာရဲ့စာသားကိုယူပြီးတော့ negative တဘိုးနဲ့အမျိုးကိုတက်စီမယ်ဆိုတာဒါ အားလုံးသိတယ်တိုင်းပြည်လုံးသူစားတာမဟုတ်ဘူးလေဟမ်အဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်ဥက္ကဋ္ဌဆိုတဲ့ကောင်အစင်ကြီးအဲ့ဥက္ကဋ္ဌတော်မှဒါလောက်ဖြစ်နေဒီလိုပါတီညိုးမှာပါတဲ့သူတွေကိုစဉ်းစားကြည့်လိုက်ပေါ့ဟမ်သူတော်စင်25တွေပါတယ်ကပါပြီးတုံးလုံးလားဟုတ်ဟုတ်ဟုတ်ကျွန်တော်တို့အများကြီးတိတ်ပါတယ်ဟုတ်ကဲ့ဆက်ပြောမှာဆိုတော့အခုတတိယပါရှိနေတော့တော့ဒီလူတွေ25000လို့ရှိရင်လေဟိုချက်တည်းရေးတော့မှာနေเนาะဒါဟိုမြင်အောင်ပြတာပါ မြင်အောင်ပြတာအဲ့တော့ကိုနေရာရဖို့အတွက်ကိုယ့်အကူစူးစမ်းလေဟမ်သူများအပြစ်ပြောနေစမ်းမလို့ရှင်းရှင်းလေးအခုတောက်ဖို့လုပ်တယ်ကျွန်တော်ကျွန်တော်တခိုးမဖမ်းလို့လေတခါပြောတာခံရတယ်ကျွန်တော်ကျွန်တော်ချက်ချင်းတုတ်ပြန်ဒီတော်လိုင်းမှာပါနေတယ်ကျွန်တော်တခိုးဖမ်းဖို့မဟုတ်သူများစောက်ပြစ်ရှာဖို့မဟုတ်အေးဒါပေမဲ့တစ်ဖက်ရန်သူဘက်အချမ်းဆိုရင်တော့နီးလို့ဆိုတော့ကျွန်တော် fight ကိုယ့်ဘက်အချမ်းချင်းချင်းဘာအကြောင်းလဲမှကျွန်တော်မျိုးဘာပြည်သူရှိတယ်ပြည်သူကသူ့ကိုမကြည့်တော့လိမ့်မယ်ကိုယ့်လောက်ကိုလောက်ဖို့ရှိတာလုပ်ခဲ့မှာ ကိုဘာလုပ်တယ်ဆိုတော့ပြောစရာလည်းမလိုဘူး။သူများမကောင်းတာကိုလည်းပြောစရာမလိုဘူး။ပြည်သူကသူ့အတူဆုံးဖြတ်သွားတယ်။ပြည်သူကသူ့အတူရွေးချယ်သွားတယ်။ရှင်းရှင်းလေးသူများကိုနင်းပြီးတော့ရှိတယ်ထောက်ဖို့တည်းမှလည်းအာအချင်းချင်းတိုက်ခိုက်အာသူများနေရာရငါမနာလို့အဲ့ဒီအချင်းချင်းအင်မတန်အောက်တန်းချဖို့ကောင်းတယ်။ကိုယ့်ရဲ့တက်လန်းအတွက်တပားသူကိုနင်းချတယ်ဆိုတာအင်မတန်ယုံညံ့တဲ့အောက်တန်းစားအဲ့လိုလူမျိုးဟာလည်းဘလောက်ပဲတက်တော့တက်တော့အဲ့အပေါ်မှာကြာကြာနေလို့မရဘူး။တိတ်တယ်။တော့အဲ့တော့ကြည့် ပန္နီတခုရဲ့ဥက္ကဋ္ဌတဏ္ဍာရီလုံးအတိုင်းသာဝင်ရောက်ရှင်းပြမယ်ဆိုပြီးတဲ့ကြွေးကြော်တဲ့အဖွဲ့နော်ဒလိုပါတီတခုရဲ့ခေါင်းဆောင်ရှင်းတဲ့ပါတီတခုဆိုတာနိုင်ငံသမ္မတနေရာတိမှန်းလို့ရတယ်နော်ဒါပေမဲ့သူတို့ပြောရမဟုတ်တော့တကယ်တဘောတရားမှပြောတာအဲ့တော့လူမျိုးတစ်ယောက်ကအရှင်းမှလည်းဗာပြောခဲ့မဲမထည့်တဲ့သူတွေခွေးဖြစ်တယ်အခုလည်းဒီမှာကြည့်အန္တန်ဒီကဘာမှမလုပ်ပြီးခဲ့လို့တယ်ဓမ္မတွေဆိုတော့ဒါတော့ကျွန်တော်အစိုးရကိုပြန်အစိုးရတင်ခဲ့ပြီးတော့လုတ်ခဲ့တဲ့အန္တန်ဒီရဲ့စီမံကိန်းတွေကျွန်တော်အကုန်ထပ်ပြောက်ရအချိန်ရှိလို့ဟမ်ကျွန်တော်အန္တန်ဒီပါတီဝင်လည်းမဟုတ်ဘူးတော့ ဲ့တော့သူများတကောင်ပုတ်ချနင်းချပြီးမှကိုနေရတယ်နောက်ဆုံးမဲဆွဲတဲ့စကားမှတော့မှသူများတချင်းရဲ့စကလုံးနဲ့ယူဆွဲတယ်ကိုပိုင်ရေချင်းချိန်မှမရှိတော့ဘာကောင်ကောင်အောင်ကြည့်သူတို့ပြိပရာထွက်ပြောလို့လားလူတိလားတိလားဒီလူပါကောင်နဲ့တိလားမတိဘူးကျွန်တော်တော့ဟမ်သူတို့ဘယံမလားမဲမပေးကိုဖြစ်မယ်ဆိုကိုယ်စကားထွက်ပြောတော့ဘာဖြစ်တယ်လူတွေဒေါ်လာထွက်ပြီးထောက်အောင်ကြတော့မှဒီလိုခွေးသားမျိုးတိရတော့ရှင်းရှင်းလေးပဲညာရင် sorry လဲနေအဲ့တော့ဒီလိုကောင်မျိုးတွေကျွန်တော်တို့လူလို့မတတ်မှတ်နိုင်ဘူးအသက်ကြီးလို့သွေဖို့နီးတဲ့ကောင်မျိုးပဲ ူကသူအသက်ကြီးတာပယ်ဖို့နီးတာနော်လောကအတွက်ရက်ရွာအတွက်မြို့နယ်အတွက်တိုင်းအတွက်နိုင်ငံအတွက်ဘာမှအကျိုးပြုတဲ့ကောင်မျိုးတွေမဟုတ်ဘူးသူများကိုအကျိုးဖြတ်ဖို့သူတို့နေရရရေးအတွက်အောက်တန်းစားတက်တက်ပဲအဲ့တော့သူကောင်မျိုးတွေကိုအသက်ကြီးလို့မယိုတင်နိုင်ဘူးနော်အဲ့ဒါရှင်းရှင်းပြပြအဲ့တော့စဉ်းစားပါကျွန်တော်တို့နိုင်ငံဟာခက်ပြက်ကြီးမှာတောကြောင်တွေလက်ကမောင်းခတ်နေကြတယ်အဲ့တော့ဒီလိုမျိုးပညာမဲ့အောက်တန်းစားတွေကနိုင်ငံပေါ်မှာလူစွာကျတက်တော့ပြီးတော့ဒီနိုင်ငံကိုအုပ်ချုပ်ပွားမဲ့အဲ့ဆိုရင်ဒီနိုင်ငံ မမပြည့်ကဘာပေါ်မှာပြည့်စရာအတိုင်းကြီးမရှိတော့ဘူးเนาะဒါကြောင့်မလို့နိုင်ငံကြီးကိုလှုပ်ကြပါလှုပ်ကြပါဘာလို့ဆိုတော့ကိုယ်တော့ကိုလှုပ်နေတယ်ကိုစီဝါကိုရှာနေတယ်ဒါပေမဲ့နိုင်ငံကြီးမှာအမှားမှန်တိနေရတယ်တိုက်တဲ့ကောင်တက်လာအာဒီကောင်ဖားကောင်ဒီကောင်တမိုင်းကြောင်မလို့အာဒီကောင်ကတော့ဝါရဖြန်အာဒီကတူကတော့တခက်စိတ်ရင်းတယ်အတူကဘလို့နိုင်ငံသားတိုင်းကကျွန်တော်တို့နိုင်ငံကြီးကိုတိနေရရှင်းရှင်းလေးပဲအဲ့တော့ဟိုအနန္ဒီအစိုးရလက်ထက်မှာပြန်ပြီးတော့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီလို့ ဘဝမျိုးတွေတက်တက်လုံးရခဲ့ဘူးလားဗျာ။တော့ကျွန်တော်တခုချင်းချင်းပြန်မပြောတော့ပါရခဲ့ဘူးလား။ဟမ်ကျမ်းမာကြီးရှောက်ရှောက်မှုတွေအထောက်ပံ့ကြီးတွေအပိလန်းတွေတရားတွေတခါမှတက်တက်လုံးမီးမရဘူးလေဒေတာမီးတွေရဟမ်ဒါ2025ဆိုရင်အဲ2023မှာ85လားမသိကျွန်တော်မေ့ why 2025မှာလားမသိတေးရရခိုင်တို့အပြည့်ရအောင်လုပ်ပါအဲ့ဒီဆိုရတက်ခါစားရခိုင်တို့30ကျော်ပဲတနိုင်ငံတို့မီးလက်စရအဲ့ဒီအစိုးရဒီ3နှစ်အတွင်းမှာ50နဲ့ ်နှစ်ရာတိုင်းနှုံးနှမ်းပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ရတယ်။အဲဒီအစိုးရထပ်ပြီးမှန်းတာဒီလာမဲ့2025မှာတရားရာတိုင်းနှုံးအတိုင်းဒီလုံးတက်ဆက်ပြီးရရှိရေးဖြစ်ဒီမှန်းတာဒါ2020မှာရွေးကောက်ဝတ်တက်ခဲ့တကယ်ဖြစ်လာပြီ။မဖြစ်လာဘူးကျွန်တော်ဆိုလဲလေဝါထမ်းမှာရန်ကုန်မှာစိုက်ဖွင့်ဖို့အကောင်လုံးပဲငွေမချေရသေးလုံးတခုပဲ။ဘဝနဲ့ပြောင်းလဲချက်တွေအကောင်ရိုက်ချောကန်ထိတာ။နော်အော်ကိုနိုင်ငံတိုးတက်ပြီးအေးချမ်းပြီးတော့ကျွန်တော်တို့လုံးကပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမဲ့လူတွေတပုံးကြီးပြပရောက်နေတယ်မှာဒါပေမဲ့ အားလုံးပဲဘဝတွေရိုက်ချိုးပြီးတဲ့မြန်ခုဘာလို့ပြနိုင်ငံရုပ်ပါဝိုင်းဖြစ်နေကြတာဒါကြောင့်မလို့အကြောက်တရားတွေဝါဒမှိုင်းတွေဘလောက်ပဲသူတို့ကအားကောင်းပါစေကျွန်တော်တို့ခေါင်းထဲအတိတရားနဲ့ကျွန်တော်တို့ဝိုင်းတွန်းနှံကြရင်လဲပါလေအဓိကညီညွတ်မှုပဲအဒီကြားတဲ့တော်လိုင်းလုံးတဲ့သူချင်းချင်းရွာချင်းမတူတော့ခွဲကြတယ်ဗျာအလူမျိုးချင်းမတူတဲ့ခွဲကြတယ်အဲ့လိုတွေမလုပ်တင်ဘူးကျွန်တော်ဘုံရန်လူအရင်ပြိုလဲဖို့အတွက်စီးလုံးမှုညီညွတ်မှုကျွန်တော်ဝိုင်းတိဆောက်ပါမှာနိုင်တော့တိဆောက်နိုင်ငါးယောက်ကိုစီးယုံနိုင်ငါးယောက်ကအားရတယ် အယောက်90ကိုစီးဦးနိုင်90အားရဒါကြောင့်မလို့ဒီကာလမှာကျွန်တော်တို့တွေကစီးလုံးမှာပဲညင်ညွတ်ကအဲတခုရှိတယ်ဥပက်ကောင်တွေကိုအားပေးတယ်ဆိုရင်ကျွန်တော်လူလူစကားနဲ့ထည့်မပြောဘူးအဲ့အိတ်တန်းစားအောင်လို့တိုက်ချင်လို့လို့အားမပေးမှလည်းလူလည်းမတောင်းနော်မင်းတို့မကောင်းရှိတယ်ဘာကြောင့်အားပေးတင်တယ်အားမပေးတင်ကိုကောင်းတဲ့ကိုစဉ်းစားကြနော်အဲ့ဒီအားမပေးတဲ့လူတွေကိုအခုကျွန်တော်တို့ပြောနေတာနော်ဒါကြောင့်မလို့မပေါ့ပါနဲ့ဝိုင်းလုံးကြပါဒီဒီနှစ်ပိုင်းလေးဟာကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အပြောင်းလဲမှုအကြီးပြောင်းလဲသွားလို့ရတဲ့ခါလား ဒီကလာအင်မတန်ရေးကြီးပါတယ်နောက်တစ်ချိန်မှာကျွန်တော်ပြန်ပြောင်းရတဲ့အချိန်ကျရင်အဲ့ချိန်တော့ငါဘယ်လောက်လုပ်ခဲ့တာငါရယ်ကွာဘယ်လောက်လေးပဲလုပ်ခဲ့တာဒီတစ်ပိုလုပ်ခဲ့ရမှာဆိုတဲ့နောင်တကိုမရစေနဲ့ဒီကလာအင်မတန်ဒီတိုင်းရဲ့အရေးကြီးဆုံးကာလကြီးတိုင်းပြည်အတွက်အရေးကြီးဆိုကိုယ့်အတွက်အရေးကြီးတာပဲကိုယ့်အတွက်အရေးကြီးဆိုကိုမျိုးဆက်အတွက်အရေးကြီးတာပဲနော်ဒါကြောင့်မို့လို့အရေးကြီးတဲ့ကာလမှာကပေါ်ကရေပေါ့ပေါ့မနေပါနဲ့နိုင်တဲ့နေရာကနိုင်ငံအတွက်တတော်တနေရာတော့လူတိုင်းကိုလှုပ်ပေးကြပါလို့ကျွန်တော်ထပ်လောင်းပြီးတော့မြင့်တာရက်ခံပါတယ် โอเคဒါကိုစီးရဲ့သုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်โอเคနေ့လည်းပဲတစ်ချက်တင်ပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပြီးကြာမှတ်ပြီးတရားစီရင်2ပဲကျေးဇူးတင်ပါတယ်အားလုံးပဲညချမ်းမှာနောက်ထပ်တင်ပြတဲ့ပုံနဲ့ပြန်ပြီးတွေ့ကြမှာနော်